အော်အလုံးမင်္ဂလာပါ။ Okay ကျွန်တော်တို့ဒီနေ့ DG မှာအာ token generation event ကိုဘယ်လိုပါဝင်ရမလဲဆိုတော့ကျွန်တော်ပြောပြပါမယ်နော်။အရင်ဆုံးကျွန်တော်တို့ဒီ exchange ထဲမှာတော့ကျွန်တော် BNB ရှိအောင်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ရှိမှာတော့အာဒီ BNB ဟိုကျွန်တော်ပို့ပေးလိုက်ပြီဖြစ်တယ်ဒီကြောင့်ဒီထဲမှာတော့မရှိတော့ဘူးเนาะโอเคဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တော့ DG ထဲမှာပါဝင်နေဆိုလို့ရှိရင်ဒီမှာ exchange နဲ့ wallet ဆိုတာရှိတယ် Binance wallet ထဲကိုဝင်လိုက်ပါโอเค Okay Binance wallet ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ discover တို့ကဒီမှာအာ join အာရှစ်ကြိမ်မြောက်ပေါ့နော် exclusive tg ပေါ့နော်အာရှစ်ရှစ်ကြိမ်မြောက် exclusive tg ရှိမယ်ဒီကနေဝင်လဲရတယ်ဒီမှာမတွေ့ဘူးဆိုလို့ရှိရင်ကျွန်တော် discover sale ကိုဝင်အဲဒီမှာ airdrop ရဲ့ base မှာ exclusive tg ဆိုတာရှိတယ်အဲ့ဒီထဲမှာ upcoming လာနေတာကနောက်ထပ်အာပေါ့နော်အာ stake stone ပေါ့ exclusive tg ဆိုတာလည်းဒီချက်လောက်ဝင်ပေးလိုက်ပါအဲ့တော့အဲ့ထဲကိုကျွန်တော်တို့ကဝင်ပေးလိုက်ပြီဆိုလို့ရှိရင် pcswap.org ဆိုတဲ့နေရာကိုရောက်လာပါမယ်ခဏလေးစောင့်ပြီးပါโอเคခဏလေးပါကျွန်တော် VPN နဲ့ပြည့်လိုက်ပါမယ် ဲ့တော့အဲ့ဟာကိုမလုတ်ခင်ကိုကျွန်တော်တို့ကဒီမှာလေကျွန်တော်တို့ receipt ထဲမှာ receipt ကိုဝင်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဥပမာဒီ Binance wallet ထဲကို PME မရောက်သေးဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့မှာ exchange ထဲမှာပဲ BNB ရှိတယ်ဆိုလို့ရှိရင် withdraw from Binance exchange ဆိုပြီးတော့ကျွန်တော်တို့ကအဲ့အဲ့ထဲကနေမှာကျွန်တော်တို့က BNB ကိုတွားပြီးတော့ရွှေ့ပြီးတော့ဟောကျွန်တော်တို့ exchange ထဲကနေ BNB ရွှေ့ရအောင်ပေါ့နော်ဒီ receipt ထဲမှာ okay receipt ကိုဒီ Binance wallet ထဲကိုရောက်ပြီဆိုလို့ရှိရင် ရော discovery ကိုဝင်ဝင်ပြီးလို့ရှိရင်ဒီထဲကိုဝင် โอเค PC swap ဆိုပြီးရရှိလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာ start in 041 second ပေါ့နော်အာဒီမှာဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်30 second နေလို့ရှိရင်ကျွန်တော်ဒီကြီးရဆတော့မှာဗျအဲ့တော့ project duration ကကျွန်တော်30မိနစ်ပဲအဲကျွန်တော်တို့ကအဲ30မိနစ်အတွင်းမှာကျွန်တော်တို့ lock လုပ်ထားတဲ့ BNB ပမာဏပုံမူတည်ပြီးတော့ကျွန်တော်တို့အကျိုးမြတ်ရမှာဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ကအခုဒီမှာစောင့်ကြည့်လိုက်မယ်အဲကျွန်တော်ဒီ Binance wallet ထဲကိုလည်းကျွန်တော် BNB ထည့်ထားပြီးသားထည့်ထားပြီးသားဆိုတော့ဟောကျွန်တော်တို့ဒီမှာဒီ second ပြည့်တာနဲ့ကျွန်တော်တို့ကဒီမှာ ်အလောလောဆယ်ကကျွန်တော်မှာ BME ရှိနေတဲ့အတွက်ကြောင့် you are eligible ဖြစ်နေရပါတော့။အာအာဒီဟာပြည့်သွားလို့ရှိရင်ကျွန်တော်ဒီမှာပါပေါ်လာမယ်ဆိုတော့ deposit BMB ဆိုပြီးပေါ်လာလိမ့်မယ်ဗျ။အဲ့လေးကိုတစ်ချက်ဆောင်ပေးရပြီပေါ့နော်။ Okay ဒီဟာကတော့ဒီတစ်ခေါက်မှပြင်လိုက်တဲ့သူတွေကတော့ knowledge အနေနဲ့မှတ်ထားပေးပါ။အာနောက်တစ်ခေါက်မှ TG ပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဟာအာဒီမှာလက်တင်ပေးပါမယ်နော်။ Okay ဒီမှာပြည့်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ deposit BMB ဆိုတာကိုတစ်ချက်နှိမ့်လိုက်ပါ။ Okay BOB deposit BMB ဆိုပြီးတော့တစ်ချက်နှိမ့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရှိသမျှ BMB အကုန်လုံးကို မိနစ်30ဆိုတာကျွန်တော် lock လုပ်ထားမှာဖြစ်ပါတယ် okay အဲ့တော့256 USD ကိုပေါ့နော်0.42 BNB ပေါ့နော် okay lock လုပ်ပြီးတော့ကျွန်တော် confirm deposit ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ okay ကျွန်တော်တို့ကပြီးလို့ရှိရင်အဲကျွန်တော်တို့က confirm ဆိုပြီးတော့လုပ်ပြလိုက်ပါ face confirm မှာဖြစ်ပါတယ် face id scan ဖတ်ပြီး transition submit ဖြစ်သွားပါပြီ okay အဲ့တော့အာဒီမှာဆိုလို့ရှိရင်လည်း view on အာ BSC scan ဆိုပြီးတော့ transient success တက်ဖြစ်သွားပြီပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီမှာ contract call succeeder ဆိုပြီးတော့ဖြစ်သွားပြီ။အဲ့တော့ကျွန်တော်တို့ကစောင့်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲဒီမှာ deposit ဆိုတာလည်း successful ဖြစ်သွားပြီပေါ့နော်။ကျွန်တော်တို့ BNB နဲ့အဲ lock လုပ်ထားတဲ့ဟာက successful ဖြစ်သွားပြီပေါ့နော်။ Okay ဆိုလိုတာကကြောက် token generation event ဆိုကျွန်တော်ရှေ့ရဗီဒီယိုမှာလည်းပြောထားပါတယ်။ token generation event ဆိုတာက listed မလုပ်သေးတဲ့ token တွေကိုဟို discount price နဲ့ကြိုဝယ်ထားတာကိုဆိုလိုချင်တာပါ။ Okay discount price size နဲ့တက်တက်တတလေးနဲ့ကျွန်တော်တို့ကြိုးကြိုးပြီးတော့ဟောဝယ်လို့ရတဲ့ event ကိုပြောချင်တာပါ okay เนาะအဲ့တော့ကျွန်တော်ဒီမှာအာဒီမှာ28 28မိနစ်ပေါ့เนาะ28မိနစ်ပဲ project duration ကမိနစ်30ပဲမိနစ်30မှာ तू ကအာကျွန်တော်တို့ကဘာအာ ဘာ token ကိုပေးมาလဲဆိုတော့ stake stone ပေါ့နော်အဲအဲ့ဒီ token ကိုဟိုကျွန်တော်တို့ကပေးมาဖြစ်ပါတယ် okay အဲ့တော့ minute 30ပြည့်သွားတာ ਨੇ ကျွန်တော်တို့ကဒီမှာ claim ဆိုပြီးပေါ်လာมาဖြစ်ပါတယ်အဲ့တော့ claim ဆိုပြီးပို့လို့ရှိရင်ကျွန်တော် transition fee gas fee ကတော့ VMB ပပနာအနေငယ်ပေးရမှာဖြစ်ပါတယ် okay အာနောက်နောက် project တွေမှာလည်းကျွန်တော်တို့ဒီ TGE ကခဏခဏလာလေးရှိပါတယ်နောက် project တွေမှာလည်းကျွန်တော်တို့ try ကြည့်လို့ရပါတယ် BME ပမာဏများများရှိလေးလေးကျွန်တော်တို့အကျိုးများများများရလေးလေးဖြစ်ပါတယ် okay အားလုံးကျေးဇူးတင်ပါတယ်